ုတ်ထုနေမွေးသူအားလုံးမင်္ဂလာပါ2019 March လတရက်ကနေ9ရက်နေ့အတွင်းမှာအလौကျန်စီအောင်မြင်ခြင်းဘဝတိုးတက်ခြင်းကံမြမခြင်းတွေရှိတယ်မိကောင်းဆွေကောင်းထောက်ကူရတယ်စီးပွားရေးရာလုပ်ငန်းရေးရာဘဝရေးရာကံပွင့်ခြင်းနဲ့အလौဆန္ဒပြည့်စုံခြင်းတွေကိုကြုံတွေ့ရတဲ့ကာလဖြစ်တယ်ရဏဘုံဆိုင်ကင်းနဲ့တိုက်တဲ့ကာလလို့လည်းသတ်မှတ်တယ် အခက်အခဲအလုံးကိုကျော်လွှားပြီးမိမိအလိုရှိရာစန္ဒအလုံးစုံကိုချေရှားစွာ ဆောင်ရွက်နိုင်တဲ့ကာလတွေနဲ့သတ်မှတ်ပါတယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်တဲ့ကိစ္စတွေအဆင်ပြေသွားမယ်။အပြိုင်ဆိုင်ကြားမှာကိုယ့်ရဲ့အောင်မြင်မှုရဲ့တိုးတက်မှုရဲ့အနှစ်သာရကတော့ချေရှားစွာမှတ်တမ်းတင်လောက်ပါတယ်။လောကကြောင့်သမကကံကြောင့်ငိုဝင်နေမယ်။မတ်တေးနီယာကိုတွေ့အထူးကောင်းတယ် အရာအဆင်ပြေတယ်ဘဝတွတ်တက်တယ်။နေ့ရက်နေ့မှာအလုပ်ဖို့ကိစ္စဖို့ကြုံမယ်။တပြိုင်တည်းတည်းတစ်ခုတည်းမကတဲ့လူတွေကိုလောက်ခံအောင်မြင်နိုင်တယ်။ဒါပေမဲ့ငကဘော်ရက်နဲ့တိုက်နေတဲ့အတွက်အသွာလာနေတိုင်းကယူဆိုင်ရမယ်။မတော်တဆနေကယူဆိုင်ရမယ်။အနောက်ရက်ကိုတည်သွားစေအနည်းဖြစ်တတ်တယ်။နေ့တနိုင်ခွဲနဲ့သုံးနိုင်ချာမှာအညေသတိထားမယ်။သုံးရက်နေ့မှာတော့ အရာရာဆင်ပြေမှုနဲ့တလန်းနေပေါ်ပေါက်တယ်ဒါပေမဲ့စေတနာဝေဒနာဖြစ်တတ်တယ်သူတစ်ပါးပြဿနာကိုယ်ပြဿနာဖြစ်တတ်တယ်လေးရက်နေ့မှာစိတ်ပင်ပန်းသူပင်ပန်းဖြစ်ပြီးမှအရာရာဆင်ပြေမှုနဲ့တိုးတက်မှုတွေရှိလာမယ်အခက်အခဲကြားကတလန်းပေါ်ပြီးတော့အောင်မြင်လာမယ်၅ရက်နေ့မှာခရီးကိစ္စဆင်ပြေမယ် အယဝင်းနဲ့ဆက်သွယ်ပြီးလုပ်တဲ့လုပ်တဲ့အောင်မြင်မယ်ဘဝတဏ္ဏပေါ်မယ်မတ်လ6ရက်နေ့တပေါင်းလာဇန်တရနေ့ဗုဒ္ဓဟူးနဲ့စမ်းတဲ့လဖြစ်တယ်ဒီတော့လာမယ့်တပေါင်းလာဟာကိုယ့်ရဲ့နေ့ဖြစ်တဲ့ဗုဒ္ဓဟူးနေ့နဲ့စတင်လိုက်တဲ့ကာလဖြစ်တဲ့အတွက်ကံကြမ္မာတမန်နဲ့ပူကောင်းတဲ့ပြေဗုဒ္ဓဟူးနိုင်ရပ်ပလက်ရောက်ကောင်းလာဝနဲ့စတဲ့လူပဲပစ္စည်းတွေ ရေလူမယ်လိမ္မောရေလူမယ်ရွှေပြားရွှေသင်္ကန်းကတ်လူမယ်ဒီလိုလူဒါနတွေပြုခြင်းဖြင့် အလိုဆန္ဒပြုရင်လည်းဆန္ဒပြည့်မြောက်ပါလိမ့်မယ်ခொနည်းနေ့မှာမတော်တဆနေကြူဆန်မယ်ငကဘော်ရဲ့နယ်လည်းတိုက်ဆိုင်နေတော့အထူးပြုပြီးကြူဆန်အန်ရရောအကြီးစားမချရောက်ဘူးဒါပေမဲ့သွာလာနေတဲ့အချိန်ကတော့ကြူဆန်မယ်ရှေ့တောင်ရကူတီသွားစဉ်အန်ရရှိတဲ့တဲ့ တနေ့တာကာလအတွင်းညနေ3နိုင်နဲ့4နိုင်ခွဲအတွင်းဟာအန္တရာယ်လွှမ်းမိုးနေတဲ့ကာလဖြစ်တယ်။တပတ်တာကာလအတွင်းမှာတနင်္ဂနွေနေ့မွေးသူတွေကိုနဲ့တွဲ၍အကျိုးရှိတယ်။အလုံးစည်းပွားတက်လန်းကန်တက်လန်းနေပွဲမယ်။တနင်္လာနေ့မွေးသူတွေနဲ့ကိုနဲ့ကြားတော့ပြဿနာတစ်မျိုးပြီးတစ်မျိုးဖြစ်ပြီးစိတ်ပင်ပန်းလူပင်ပန်းဖြစ်တတ်တယ်။အင်္ဂါနေ့မွေးသူတွေကတော့လက်ပွင့်ခြင်းကန်ပွင့်ခြင်းအထူးတလဲကောင်းကျိုးပေးခြင်းတွေရှိတယ်။ ဗုဒ္ဓနဲ့မွေးတဲ့သူတွေကြောင့်စီးပွားကံတက်တက်မှုနဲ့လုံငန်းကံတိုးတက်မှုတွေရှိပြီးအခက်အခဲပြည်လည်ပြီးအောင်မြင်မယ်။ဇာတာပတိနဲ့မွေးတဲ့သူတွေနဲ့တွဲပြီးတော့လှုပ်တဲ့လှုပ်တရားထူးခြားစွာကံအလုံးအစဉ်ပြေမှုနဲ့တိုးတက်မှုတွေရှိ။တောက်ကြံနေမွေးသူများကြောင့်ပြဿနာတို့မျိုးပြီးတို့မျိုးဖြစ်တတ်တယ်။စိတ်နောက်ဆက်တည်ကြုံတတ်တယ်။စနေနေ့မွေးသူတွေနဲ့ကိုယ်နဲ့ကြံရန်တိုက်ခံနေဖြစ်တတ်တယ်။ပဋိပက္ခအသွင်ကိုဆောင်ယူရတယ်။ တပတ်တာကာလတော်တွင်မှာနှစ်သုံးခုကလန်းနေအကျိုးပေးတယ်အပြာရောင်နေရောင်ချက်သွေးရောင်တို့ကိုအကျိုးပေးတဲ့အရောင်များဖြစ်သုံးဆွဲနိုင်တယ်အညာဆိုးကင်းပြီးကောင်းခြင်းကံနေထင်ရှားစွာရရှိစေရန်လို့ငါအနီရောင်ပန်းတပွင့်ကို အမြင့်တနေရာတင်ပြီးတော့ထားရှိလိုက်ပါထူးခြားစွာကောင်းခြင်းများဂျုံတွေ့လာပါလိမ့်မယ်ကျေးဇူးတင်